မင်္ဂလာပါကိုယ်မင်္ဂလာပါခွန်းတို့ပါနောက်ကြွားရဲဆိုရဲရပါတယ်ကုစီမင်္ဂလာပါကျွန်တော်ဒီမှာကျွန်တော်ရေဘော်နဲ့ဆိုင်ကမုန်းယူရောကျွန်တော်ဒီစကြောမူရောကျွန်တော်ပတ်ကပါကျွန်တော်ရှိရဲဟိုကောင်းကြီးဘိုက်ကောင်းဝင်ကန်နေဖို့ကျွန်တော်အားအလေးတွေကိုကျွန်တော်အကုန်လုံးခေါ်ထားလိုက်တာကုစီအော်အားနာစရာဖြစ်နေကျွန်တော်ကတော့မှနောက်ကြွားတာခွန်းတို့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အရင်မေးလိုက်ပါဆိုတော့ မင်္ဂလာပါညီလေးမင်္ဂလာပါအခုကျမ်းမိုက်အချိန်နေဘယ်လိုလဲကောင်းလားဟောတော်တော်တတလာပါရဲ့ကိုကြီးကောင်းကထိထားတာ၄ချက်၆ကတော့ဟုတ်လားဟုတ်တယ်ဗိုလ်ဒီမှာအော်အထဲတော့တာအေးမထိခိုင်ဘူးမလားဟောတာအေးမထိပါဘူးလို့လက်ဒဏ်ရာခေါင်းရဲ့လက်ကဲနောက်ဘယ်နေရာရချောင်းနေရောကိုကြီးအော်ဒီအဲ့ဒီဒဏ်ရာတွေအားလုံးကခုံချတဲ့အချိန်ရတာလားဟုတ်တယ်ကိုခုံချတာ ဟုတ်ကဲ့အဲ့ဒါဆိုကိုတို့အင်တာဗျူးလေးအစအနေစလိုက်ကြအောင်အစရင်စလိုက်ကြအောင်ဆိုတာဒီနေ့အကိုညီလေးကိုအင်တာဗျူးလုပ်ချင်တဲ့ရည်ရွယ်ချက်လေးကိုအကိုအရင်ပြောပြမယ်ဆိုရင်တော့ဒီအာနာဘိတ်အကြမ်းဖက်ကောင်တွေဟာအကိုတို့ပြည်သူတွေကိုအခုလိုမတရားဖမ်းဆီးတယ်မတရားအမိန့်တွေချတယ်မတရားပြုကျင့်တယ်မတရားနှိပ်စက်တယ်ဒါတွေအားလုံးဘလောက်ထိလူမဆန်စွာစစ်ရာဇွေးမှုတွေပြုလုပ်နေတယ်ဆိုတာကိုကြုံတွေ့လာတဲ့ညီလေးကိုယ်တိုင်ကပြည်သူတွေသိအောင်ပြန်ပြောနိုင်အောင်အကိုဒီအစီအစဉ်လေးကိုယူရပြီးတော့လုပ်ပေးတာဖြစ်တယ် အဲ့ဒီတော့ညီဒီကောင်တွေရဲ့မတရားပြုလုပ်မှုတွေ့မြင်လာရဟာညီကိုယ်တိုင်ခံစားလာရတဲ့အရာတွေအလုံးကိုမချွေးမချန်ပြန်ပြောပြလိုက်ပြည်သူအလုံးကိုပြောပြမှာအခုကိုနဲ့ညီနဲ့စကားပြောတဲ့ဟာအလုံးကိုပြည်သူကိုပြန်ချပြမှာဟုတ်ကဲ့ပါဗျာအယူဆုံးစမယ်ဆိုရင်ညီဘယ်ကနေစဖမ်းခံထိတာလဲဘယ်နားမှာဖမ်းခံထိတာလဲပေါ့ကျွန်တော်ဒီပေါ့ ဟိုဟာဈေးမြောက်ဘက်မှာအဖမ်းခံခဲ့ရတာပြတင်းညံတော့ကိစ္စရောမြို့တွင်းယူကြီးလုပ်ဖို့ရအတွက်ကျွန်တော်ဆင်းလာတဲ့အချိန်မှာအဖမ်းခံလိုက်ရတာပါဗျာ။အော်ဖမ်းပြီးတော့ဘယ်စကြောကြီးကိုပို့ရလဲ။ဝင်60စကြောကြီးမှာအဖို့ခံလိုက်ရတယ်ဗျာ။အဲအဲ့ဒီစကြောကြီးကဘယ်ဘယ်ဘယ်နယ်မှာပါလဲ။ဟိုဟာ6ခရိုင်6မြို့နယ်မှာပါဗျာ။အော်6ခရိုင်6မြို့နယ်စကြောကြီးကိုအဲ့တော့ညီကိုစတင်ဖမ်းတဲ့အချိန်ကနေစကြောကြီးရောက်တဲ့အချိန်ကြီး အဲဖမ်းတဲ့အချိန်မှာကိုတိလက်ရောက်ကျူးလွန်လာထုတယ်ရိုက်တာရှိလားရှိတယ်ကိုကြီးဖမ်းတဲ့အချိန်မှာဘယ်လိုလုပ်ကောင်းလဲဖမ်းတဲ့အချိန်မှာမျိုးလုံးဘဝစီးရဘဝစီးရမှာလက်ထိတ်ခတ်တယ်လက်ထိတ်ခတ်တယ်ခြေတော့ကိုလည်းကျူးနဲ့တုပ်လိုက်တယ်တုပ်ပြီးတော့ကားဝတ်တင်လိုက်တာကားဝတ်တင်ပြီးတော့သူတို့စစ်တဲ့ဘဝင်60ကိုရောက်တဲ့အချိန်မှာကားပေါ်ကနေပြီးတော့ဆောင်းကန်ပြီးတော့မှအထက်ကိုဆောင်းကန်လို့လိုက်တယ်ဗျာ အဲ့ဒီမှာစပြီးတော့သူတို့မေးတယ်ရိုက်တယ်ပေါ့အဲ့လိုညို့မေးမေးရိုက်နေတဲ့အချိန်မှာမျက်လုံးဖွင့်ထားတာစစ်ကြောရေးမှာဟုတ်ပြီညလုံးဖွင့်မပေးဘူးညလုံးဖွင့်မပေးဘူးညလုံးကိုပဲပိတ်ထားတယ်လက်တစ်ချောက်တွေရောကျိုးတုပ်ထားတာပေါ့ဟုတ်တယ်ဗျအော်လက်တစ်ချောက်တွေကျိုးတုပ်ထားတယ်မျက်လုံးကိုပိတ်ပြီးတော့စစ်ကြောရေးမှာမေးတာပေါ့ဟုတ်ပါတယ်ဗျအဲ့ဘလို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 တွေမေးရောလဲဘလိုတွေရိုက်ခေါ်လဲအဲ့ဒါပြောပြပါလို့ချက်တော့ ဟုတ်သူတို့အနေနဲ့ကကျွန်တော် ပြီးရလားပေါ့သူတို့လည်းသိရတဲ့တင်းအင်းတင်းကအတိအကျရဆောင်ကျွန်တော်ကျွန်တော်မိုးညူအနေနဲ့လိုက်ဖမ်းနေဗျသူတို့ဖမ်းနေတာတနေ့ခွဲရှိပြီတဲ့ဒါပေမဲ့တနေ့ခွဲပြီပြီမှာကျွန်တော်ပြီးသွားတယ်ပြီးသွားတော့စိုက်ရိုက်ပြီးပိတာကိုခေါ်ခိုင်းတာပေါ့ပိတာကိုရောင်းပြီးပေါ့ပိတာပြီးရင်ပြီးမပြီးရင်မင်းကိုတတ်ပြင်မယ်ပါညာတဲ့ပြောတယ်ကျွန်တော်အနေနဲ့ကလည်း ဟိုရဲဘော်တယောက်ဖြစ်တဲ့အတွက်လုံးလုံးပါမှမပြောဘဲနဲ့ဘူးခန့်ရင်းခဲ့တယ်။အဲညင်းတဲ့အချိန်မှာသူတို့ကလူမဆန်လာပဲရဲရဆက်ဆက်ရိုက်တယ်ရဲရဆက်ဆက်နတ်တယ်။အစက်ထဲလေးကိုတနက်ပြောင်းလေးထိုးထည့်တယ်။ထိုးထည့်ပြီးတော့ကြည်တန်အစက်နဲ့ကိုက်ခိုင်းတယ်ကိုက်ခိုင်းပြီးတော့ဟိုမှားထိုးခိုင်းပြီးတော့အပေါ်ကနေပြီးတော့မှတုံးနဲ့လည်းရိုက်တယ်။နောက်ပြတော့စတီလုံးလေးနဲ့ရိုက်တယ်။ ဟိုအတန်ကျိုးရင်းနဲ့ရိုက်တယ်။အုတ်ခဲကျိုးရင်းနဲ့ထုတယ်ဗျာ။အညီလုံးဝမပြောဘူးပေါ့။ဟုတ်။အဲ့အဲ့အဲ့နဲ့တော့သူတို့ဘယ်လိုဆက်လုပ်ပေါ့လဲ။ပနေရစစ်တဲ့စစ်ကြောရင်းမှာ27ရက်နေရတယ်ဗျ။ဟာအဲ့27ရက်လုံးနှိမ့်ဆက်နေတာပေါ့။ဟုတ်တယ်ဗျာ27ရက်လုံးလုံးနှိမ့်ဆက်ခံရတာဟိုဟိုပေါ့။ဆရှိရအာ ဆက်ရှိရလောက်နေတော့ကျတော့ကျွန်တော်လုံးဝမမရတော့ဘူးပြောဟိုလူကအကျိုးတွေဆွဲကုန်လားနောက်ဆုံးအချိန်နေပေါ့ဗျာနောက်ဆုံးအချိန်နေအနေနဲ့အကျိုးတွေဆွဲလာတဲ့အချိန်မှာသူတို့စစ်ပတ်စရာဝင်ခေါ်တဲ့ဥဒမာကျွန်တော်စင်းနေရထိုးပေးတယ်ဗျာစင်းနေရထိုးပေးပြီးတော့မှညနေရောက်တော့တက်တာတော့ချက်ချင်းတန်းပြီးတော့မင်းတက်တာပြီလားဟုတ်ကဲ့တက်တာပါပြီလို့ပြုတ်လိုက်တာနဲ့တန်းထုတ်ပြီးတော့တန်းပြီးတော့ရိုက်တယ်ဗျာထက်ရိုက်တာပဲ တဲ့ဗျအထက်ရိုက်တယ်ဗျအဲ့တော့အဲ့လိုရိုက်တဲ့အချိန်မှာညီညီနေနဲ့ဘာမှထုတ်ဖို့ပြောတာမရှိဘူးပေါ့သူတို့လိုချင်တဲ့အဖြေကိုအဲသူတို့လိုချင်တဲ့အဖြေကိုတော့ပြီးတော့ပြီးခဲ့တယ်ပေါ့ပြောမယ်ဆိုလို့ချင်းမျိုးထဲမှာလုံးနေယူကြီးတွေပါကြီးအဲ့ကိစ္စတွေကိုတော့ရှောင်ရှားခဲ့တယ်ယူကြီးတွေအကန့်အကန့်မှာကြောက်လို့မလို့ဒီ line မမှာဘူးဟိုဒေါ်လာယူတုံးနေတဲ့ရဲဘော်တွေအနေနဲ့နမေပေါ့ပိသားရဲဘော်တွေပေါ့ဗျာ မေပပိသားရဲဘော်တွေကိုပဲကျွန်တော်ပြောပြလိုက်တယ်အဲဘသူကတော့ဘသူဘသူဘသူအဲ့လိုပဲပြောပြတာပဲရှိတယ်ဗျကျန်တာကတော့ကျွန်တော်သူ့ကိုမှပါမှမပြောခဲ့ဘူးအော်အဲ့ဒီနေတဲ့ရက်20အတွင်းမှာရောညီလေးကိုသူတို့ဘာတွေတွေးမွေးတယ်အဟာရအတွက်ပေါ့နော်ဒီရိုက်တာထုတာနှိပ်စက်တာအပြင်အဲတစ်ဖက်ကကျတော့ပြန်လဲပြုစုတွေးမွေးတဲ့နေရာမှာဘာတွေတွေးမွေးတယ်အကျိုးဟူဗျာမကျွေးဘူးကျွန်တော်ရေလဲဗမာကောင်းစားရောက်ဖန်ခံရတော့ကျွန်တော်နှစ်ရက်တိတိထမင်းမကျွေးဘူး 到起咯，姨们带路边，一条一条的，哎，这个 <Bye. S 2>、okay mm，这条就买电脑也去了，他们男主人在上的，男主人、男女友嘛，先叫咯，刻意的带带个，开始他刻意不带的，哎，带带起嘛，就咯，我那的呀，路上推了了，我那的推了，帮都帮俺弟了，哎，慢慢你家拉帮拉，我过来没得哦，哎的，什么的哦，几刻意导演啊，不是端奶奶哦。 အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပြောပြီးတော့ကျွန်တော်အင်နာတက်ချင်လို့ပါအင်နာလေးပို့ပေးပါဆိုပြီးတော့မှအင်နာကိုသွားတယ်အင်နာသွားပြီးတော့အင်နာလေးကရေကိုပဲကျွန်တော်တောက်လာခဲ့ရတယ်ဗျ။အော်အဲ့ဒီနှစ်ရက်အတွင်းမှာပေါ့နောက်ရက်တွေရောဒီနောက်ကျန်တဲ့၁၈ရက်အတွင်းမှာဘာတွေကျွေးတယ်တို့။ခမင်းမဲ့သူကပုံမှန်လာကျွေးတယ်ဒါနဲ့ကျွန်တော်လည်းမစားနိုင်ပါဘူးသူကစားတယ်ရိုက်လေပဲ။ ထမင်းကိုတော့လာဖို့ပေးတယ်လာဖို့ပေးတယ်ထမင်းသူတို့ပေးတဲ့ထမင်းကိုသူတို့ကျွေးတဲ့ထမင်းကိုစားလို့ရှိရင်ဘုဆိုကစားရိုက်တယ်သူတို့ကျွေးရစားရင်ရိုက်ကိုရိုက်တယ်အလုံးမောင်းမရဘူးဗျအဲ့တော့ကိုလည်းဒီသူတို့ရိုက်တဲ့တန်ကြီးနဲ့ရောဆိုတော့စားလည်းမစားနိုင်ဘူးသူတို့ကြွေးတာခွေးကျွန်းတော်ကြွေးတာဗျအဟာရဖြစ်မဲ့အချားကြီးကဘာမှမကြွေးဘူးပေါ့မကြွေးဘူးဗျရေရောတောက်ချင်တဲ့အချိန်တိုင်းတောက်ခွင့်ရှိလား ဆိုင်နှစ်ရက်ကတော့လုံးလုံးမတိုက်တာလုံးလုံးရေလည်းမတိုက်ဘူးထမင်းလည်းမကျွေးဘူးဒီနောက်ရက်ကျတော့ဒီခဲရည်တွေပဲပို့ပေးတယ်ဒါဟာဒါတွေအားလုံးကဒါလူ့ခွင့်ရေးကိုတီးတဲ့ကိုချိုးဖောက်ပြီးတော့နှိမ့်ဆက်နေတာပေါ့နော်အထဲမှာအဲညီနဲ့အတူတူအဲ့ဒီစစ်ကြောရင်းမှာအခြားတော့ညီကြုံတွေ့ခဲ့ရတာတွေဘာတွေရှိသေးတယ်သူတို့ကရဲရဲဆက်ဆက်ရိုက်နေရိုက်ပြီးသွားလို့ရှင်တချို့ဆိုလို့ရှင်စစ်ကြောရေးမှာနေ တ်ဖြစ်တာပေါ့ကျွန်တော်ဆိုလို့ရှိရင်စကြောရေးကလုံးဝပြန်ပြီးတော့မှရဲရဲလက်ကမအတော်ဘူးမလားမအတော်ပဲနဲ့ကျွန်တော်လုံးလုံးတတ်ပြင်မယ်ဆိုတော့အနေထားဒီပြောခဲ့ပြောခဲ့တယ်အဲအဲ့ချိန်မှမှကိုတော့ကြောင်းနဲ့ပြန်လိုက်တယ်အဲ့လိုက်တဲ့အချိန်ရမှကျွန်တော်ဟိုသူတို့ဘလုံးမှခေါ်ထားလို့မရတဲ့ကိစ္စကြောင့်မလို့ကျွန်တော်ပြန်ထုတ်ပေးလိုက်တာသူတို့ကစစ်ကြောင်းလေးကိုထည့်ပြီးတော့မှကျွန်တော်တတ်ပြဖို့ ဩသူတို့စစ်ကြောင်းထဲကိုညီကိုလူသားတိုင်းအဖြစ်ထည့်ပြီးတော့မှစစ်ကြောင်းမှာတက်ပြဖို့ဟုတ်တယ်ဗျာဩအဲ့လိုထည့်နေတဲ့ဒူတွေလည်းရှိတာပေါ့အဲ့ဒါဆိုရှိတယ်ဗျာသူတို့ကသူတို့မေးချင်တာမေးပြီးသွားရဲ့မေးပြီးသွားပြီဆိုလို့ရှိရင်ခေါ်ထုတ်သွားရဲ့ကောင်းကြီးပိုင်းဆိုလို့ရှိရင်ခေါ်ထုတ်သွားရဲ့ခေါ်ထုတ်ပြီးသွားလို့ရှိရင်ကားနဲ့ထွက်သွားပြီးတော့မှတောက်လိုက်တယ်တက်ပြပြီးတော့မှလွတ်ပြခဲ့ရတယ် အော်အဲ့တော့ညီရောက်ခဲ့တဲ့စစ်ကြောရေးမှာအခြားသောအခန်းတွေကနေသူတို့နှိမ့်ဆက်ညှင်းပန်းနေလို့ညှင်းညူနေတဲ့အတန်တွေဒီလိုဖမ်းခံထိထားတဲ့လူတွေရဲ့အတန်တွေပဏ္ဏတွေအမြင်တွေညီတွေ့လာကြားလာသေးတာကြားရတယ်ဗျာကြားရသူတို့ကရဲရဲစက်စက်ရိုက်တယ်ရဲရဲစက်စက်နားရဲအနှက်တယ်နောက်ပြီးတော့ယောက်ျားလေးယောက်ျားလေးကိုလည်းဟိုယောက်ျားသားချင်းချင်းလည်းရိုက်တယ်မိန်းမသားကိုလည်းသူတို့စစ်တပ်ကပဲယောက်ျားသားတွေကပဲရိုက်တာ တကယ်တမ်းညမိမသားဟိုဟိုမိမသားချင်းချင်းပဲစစ်ပိုင်းမှရှိတာဟိုအဲ့လိုမဟုတ်ဘူးသူတို့အနေနဲ့ကမိမသားကိုလည်းကြားသားတွေရိုက်တာဗျဒါဆိုရင်တို့အဲ့ဒီစစ်ကြောရေးမှာအဲ့ဒီဖမ်းမိလာတဲ့ပြည်သူ မိန်းမမိန်းကလေးတွေကိုလိန်အကျန်းဖတ်တာလို့ဒီလိန်အမျက်ထုတ်တာလို့ဒါတွေတို့လုံမှာပေါ့လားဆိုတော့တော့တယ်ကိုကြီးတော့တယ်ကြာတို့ကတို့လက်ထက်မှာလက်နက်ရှိနေတော့ကြတော့တို့လုံးချင်တဲ့အတိုင်းလုံနေရ အသားယူတယ်ကျွန်တော်ရဲ့ကျွန်တော်ရဲ့မိမဟိုတော်မှာကျွန်တော်ရှေ့မှာဟိုမထီမဲ့မြေဟိုကဟိုကန်လိုက်ဒီကန်လိုက်ပေါ့ဗျအဲလောက်ထိကျွန်တော်မျိုးလုံးဖွင့်ပေးတယ်ပြီးတော့မှအဲလောက်ထိကျွန်တော်ရှေ့မှာအဲ့လိုလောက်တော့ဒရင်းကိုရအောင်မေးတယ်လူလန်းစံနဲ့ဟိုတကလုံးနေဒါအသုံးမှုတော့မိမိမဟိုဘလို့လုတ်ပလိုက်မှညာလို့လုတ်ပြင်မှာအဲအခန်းထဲပေါ်ပြီးတော့မှအဲ့လိုမျိုးတွေဗျာမိုက်မိုက်ရိုင်းရိုင်းတကလုံးနေနဲ့ သုံးလုံးပြီးတော့ကျွန်တော်စစ်တယ်ရိုက်တယ်နှက်တယ်အညီမိမအခုပမာလဲကျွန်တော်မိမဟမ်ကျွန်တော်နယ်မြေမှာပါကိုကြီးအော်နှစ်ယောက်နယ်မြေအကြောင်းမဟုတ်သူတို့ထဲမှာလာလို့စိတ်ဖူပါတော့အဲ့ဒါမေးကြည့်တာโอเคโอเคမြေမှာကိုရောက်နေရပါတော့တော်တော်တော်လေးတာပေါ့တော်လေးတာပေါ့အော်โอเคโอเคအဲ့တော့အဲ့ဒါနဲ့ညီအရက်20ပြည့်တော့ညီကိုဘယ်ဟုတ်ပို့ရလဲရေစကန်းလားရေရင်အမစစ်ကြောင်းရင်မှာရေ20ပြည့်တော့ရေစကန်းကိုပို့ရလား ့ရဲ20ပြီးတော့ရဲစခန်းကိုကျွန်တော်ပို့လို့လိုက်တယ်ဗျ။ရဲစခန်းပို့ပြီးမှရဲစခန်းအချုပ်ထောင်ကနေတရားရုံးကိုတွားလာတာ။ဟုတ်ညာရဲစခန်းနေမှာတရားရင်ဆိုင်ရတာဗျ။တရားရင်ဆိုင်တာဘယ်လက်ကြတယ်ညီ။တရားရင်ဆိုင်တာလေးလာတော့ကြာရဲ့ဘူး။အော်အဲ့လေးလအတွင်းမှာအခုညို့အမိတ်ချလိုက်တာအလုံးပေါင်းအမှုပင်ဘယ်နှခုခုလဲအမှု၁၈မှုပြဟာအမှု၁၈မှုကိုအမိတ်ချတာအလုံးပေါင်းနှစ်ဘလောက်ချလိုက်တယ် 220နဲ့မှာ3နှစ်ပါဘူး220နဲ့3နှစ်နော်ဟုတ်ပါတယ်အဲ့တော့ဒီဟန်လေးကိုညို့ကိုအင်တာဗျူးလုပ်ပေးခြင်းနဲ့ဆိုတာလေအဲ့ဒီအပိုင်းပါတယ်အကိုညို့ကိုပြန်လဲကဲလာနိုင်တဲ့နေ့ရကိုတို့အဲဟိုတာဝန်ရှိတဲ့ဒူတီတွေနဲ့အကိုအင်တာဗျူးလုပ်ပြီးတော့တင်တဲ့အချိန်မှာချွတ်တဲ့ဒူတီကဘယ်လိုမှန်းလဲဆိုတော့လူတစ်ယောက်ရဲ့အသက်ကတဲ့100တောင်မှမရှိဘူးပေါ့တရားတော်မရှိတဲ့ဟာနှစ်ပေါင်း200ကျော်ကျော်ချတဲ့ငစီမင်းလိန်တာတို့ညာတာတို့အကိုကဝမ်းမီပြောကြတယ်အဲ့တော့ အကိုဒီနေ့အညီလေးနဲ့အင်တာဗျူးလုပ်တဲ့ရည်ရွယ်ချက်ကဒီကောင်းနေဘလောက်ထိလူမဆန်အောင်လူသားချင်းချင်းတောင်မှဗျာလူခွင့်ရေးဆိုတာဝေးကြံမြင့်ခဲ့ပြီတို့မတရားမှုတွေဘလို့ပြုတ်လဲဆိုတာတိအောင်လို့ဒါညီလေးကိုအကိုအင်တာဗျူးတဲ့အစီအစဉ်ကိုလုပ်ပေးတာဒါကြောင့်မလို့ညီလေးကြုံတွေ့ရတဲ့အရာတွေကိုတွေးပြီးတော့အကိုမေးမှမဟုတ်ဘူးညီကညီပြည်သူတွေကိုပြောပြတင့်တဲ့အရာတွေအကုန်ပြောပြကိုကတော့တို့ရဲ့ဥပဒေကြီးကတော့လုံးလုံးစုပ်ပြတ်တတ်လို့ပါယွန်စရာကောင်းပါတယ် ကျွန်တော်အနေနဲ့ဒီစကြောရေးမှာကြုံခဲ့တဲ့အရာတွေကိုလည်းတရားသူကြီးကိုကျွန်တော်ကိုယ်တိုင်လည်းဖွင့်ပြောပါတယ်ဒီလိုမဖြစ်တင်ဘူးဒီလိုမဟုတ်ဘူးဒီလိုတရားဥပဒေလည်းမဟုတ်ဘူးစကြောရေးဆိုတာလည်းဒီလိုလုံးတင်တဲ့စကြောရေးမဟုတ်ဘူးဆိုတာကိုမျိုးတရားသူကြီးကိုတိုက်ရိုက်ကျွန်တော်ဖွင့်ပြောတဲ့အချိန်မှာတရားသူကြီးအနေနဲ့ကလည်းကျွန်တော်နှရှိုင်းနဲ့မင်းဒါတွေကိုတော့လို့လေမင်းနောက်ကဟောတပည့်ရဘသူရှိလို့တော့ ਨੇ တတိမရှိပြီမဲ့ အားလုံးသိစေချင်လို့မလို့ကျွန်တော်ပြောခဲ့တဲ့စကားလုံးတွေကတော့တော့တခုအဒီရှိသမျှအမှုမှန်များပေါ့ဗျာအမှုမှန်များကိုမဟုတ်ပါဘူးမြင်လို့ရှိရင်မြင်တယ်မဟုတ်ရင်လည်းမဟုတ်ဘူးဟောရင်လည်းဟုတ်တယ်အဲ့ဒါကိုဟုတ်ဟုတ်မဟုတ်ဟုတ်ရာသူကြည်အနေနဲ့ကျွန်တော်ပြောလို့လိုက်တာဟုတ်ဟုတ်မဟုတ်ဟုတ်ချမှာပဲတော့ပဲညင်ညင်ညင်လောက်ညင် အဲ့တော့အခုညီကြုံတွေ့လာရတဲ့စတင်ဖန်းစည်းတဲ့အချိန်တည်းကနေအခုမတရားအမိန့်ချတဲ့အဲ့ဒီမတရားလူကြီးအထီကိုညီပနေရောက်ကိုမှတ်မိတယ်မတရားလူကြီးဒီမှတ်မိပါလေမှတ်မိရတယ်အဲ့နာမည်တွေတော့ကျွန်တော်မသိခဲ့ရအောင်ဗျလူတွေမြင်မှတ်နေအဲ့ဒါဆိုရင်စတင်ညီကိုဖန်းတဲ့ရဲသားစစ်သားလားအဲ့ကောင်တွေကိုမှတ်မိတာ ပြီးလို့ရှိရင်စစ်ကြောရဲမှညို့ဒီလူမဆန်စွာလူလူခွေချိုးပေါက်ပြီးတော့ရဲရဲဆဲဆဲနှိမ့်ဆက်တဲ့ကောင်တွေတဲကောင်ဘယ်နှယောက်မှတ်မိလဲ6ယောက်လောက်တော့မှတ်မိတယ်အာโอเคအာဒါဆိုတရားလူကြီးကိုလည်းမှတ်မိတယ်ဖမ်းတဲ့ကောင်တွေတော့မှတ်မိတယ်စစ်ကြောရဲမှဒီလူမဆန်အောင်လှုပ်တဲ့ကောင်တွေတော့မှတ်မိတယ်ဟုတ်မှတ်မိပါအဲ့ဒီစစ်ကြောရဲကောင်တွေကစစ်သားတွေကရဲတွေလားစစ်သားရောစာရပါရောဗျာ ။ဟောစစ်သားစာဖောက်အဓိကစစ်တာကစာဖောက်စစ်တာလား။ဟုတ်တယ်ဗျာစာဖောက်စစ်တယ်စစ်သားဘေးမှာနေတယ်နေပြီးမှသူတို့အရက်အရက်တော့အရက်တော့တယ်ပေါ့ဗျာအရက်တော့ရင်းနဲ့စစ်တယ်တောက်လိုက်ရိုက်လိုက်။ဟုတ်လို့ရစစ်တာဗျာ။ပေါ့ရရဆက်ဆက်ကိုလူမဆန်အောင်လုပ်တာပေါ့နော်ဒါဆို။အဲ့တော့ညီအဲ့စစ်ကြောရင်ကနေရက်20နေပြီးတော့ပြန်ထွက်လာတဲ့အချိန်မှာအဲ့ဒီစစ်ကြောရင်မှာခံမှန်းချေလူဘလောက်လောက်အဲ့လိုမျိုးတို့မတရားဖမ်းဆီးပြီးတော့ဒုက္ခပေးနေတာတွေ့ခဲ့တယ် လူ၈00လောက်ရှိမယ်အဲ့ဒီမှာမျိုးသမီးတွေပါတာပေါ့မျိုးသမီးတွေလည်းပါတယ်ဗျမျိုးသမီးတွေလည်းအဲ့လိုမျိုးသူတို့မတရားနှိပ်စက်တာပေါ့ဟုတ်မျိုးသမီးတွေကိုလည်းမတရားနှိပ်စက်တယ်ရိုက်တယ်နှတ်တယ်အဲ့တော့ညင်းနေနဲ့အခုဒီကြုံတွေ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့နောက်ခါနေအဲ့ဒါနောက်မှမေးဖြစ်လောလောဆယ်အဲ့ဒါနဲ့ညီတရားရုံးထုတ်ပြီးတော့အခုညီကိုတွားကယ်တဲ့အချိန်မှာကြာတော့ဘယ်ကနေဘယ်ကိုတွားတဲ့အချိန်မှာကယ်တာလဲ ကျွန်တော်အဝေးထောင်ကနေပြီးတော့ချောက်ကိုတရားနောက်ဆုံးပိတ်တရားပုံလိုက်လာတာပေါ့အဲလာပြီးတော့ပြန်တဲ့အချိန်မှာအော်အဲ့ဒါဆိုရင်အဲ့ဒါဆိုရင်ညို့အခုလက်ရှိချထားတာက223နှစ်နော်เนี่ย23นี่ฉาพี่ได้พี่อะกูนอกแท้อหมุตั้วชินสั่นดิสออหมุอ่ะไม่กုံได้ปูล่ะโอ้โหกูเหยอะว่าอะกูตะคอกจนท้องนี่ลาတော့จนเรา အဝါနဲ့ကြာတာ85နဲ့ဟင်လောပါလေ82နှစ်နဲ့ဟုတ်တယ်82နှစ်နဲ့ကျွန်တော်အခုတစ်ခေါက်တရားလာရင်ဆိုင်တာပါဗျာအော်တရားရင်ဆိုင်တဲ့အချိန်အပြန်မှာသူတို့ကဒီလာတော့ရတယ်အဲ့ရိုးရိုးလွတ်တော့ကားနဲ့ပဲလာတာအိမ်စည်းကားနဲ့ပဲလာတာပေါ့အိမ်စည်းကားနဲ့ပဲလာတာအဲ့ဒီဗမောက်ကားတွေပဲလာတာပေါ့လာတော့ကလည်းအဲမတူးနဲ့လာတာဗျအော်လာတော့ကမတူးနဲ့လာတယ် ပြန်တော့ပေါမိုကားနဲ့ပြန်တယ်ဟုတ်တယ်ဗျအခုညီတို့တွားခဲ့တဲ့အချိန်မှာညီတို့ဒီလမ်းပြစ်ကြခတ်ကြတဲ့အတန်ကြားအချိန်မှာညီတို့လာခဲ့တာကိုညီကြိုတင်တိထားလားကျိုးတင်သိမထားဘူးဗျ။ဟိုကိုအနေနဲ့ကဘယ်လိုပြောရမလဲ။ကိုဖွဲ့စည်းဂိမ်းမှာရှိနေတယ်ပေါ့။အဲဒီခံစားချက်နဲ့ပဲကျွန်တော်အခုချိန်ဒီလဲ ဒီနှစ်ပေါင်းများစွာကြာလာပြီမဲ့ကျွန်တော်စိတ်ထဲမကြဘူးကိုအဖွဲ့အစည်းတွေကိုရဲဘော်တွေပြေးမှရှိတယ်။အဲ့အနေထားနဲ့ပဲကျွန်တော်အသက်ဆက်ရှင်ခဲ့တယ်အသက်ဆက်ရှင်ခဲ့ပြီးတော့အခုဒီလိုအတန်ကြာပြီဆိုကနေရအော်ဒီကောက်ဒီလိုမိုင်းဆွဲပြီဆိုကနေရကိုဘကလာပြီဆိုတော့ခါလာပြနေကျွန်တော်ဖုန်ဆင်းလိုက်တာနာသည်ဖြစ်စေမာသည်ဖြစ်စေဘလိုပဲဖြစ်ဖြစ်ကျွန်တော်ကတည်နေတဲ့သူတယောက်မို့လို့တို့လက်ထဲမှာတော့အလကလက်အသက်အသိမခံနိုင်ဘူးဒေါ်လာရေးကိုရောက်တော့လုံးမယ်ဟို တေးသွားရင်လည်းမကြွသွားတာပေါ့ဗျာအကယ်၍ကိုယ်အတွက်အသက်ဆက်ရှင်နေမယ်ဆိုလို့ရှိရင်တော့တော်လိုင်းကြီးကိုဆက်လုပ်လို့ဖြားရတယ်ဆိုတော့ခံစားချက်နဲ့ကျွန်တော်ခုံစင်းပလိုက်တာပါဗျာအညီနဲ့သူတို့အိတ်ကားထဲမှာနောက်ထပ်တရားခံနေရှိသေးလားရှိတယ်ဗျာသူတို့ကြားတာမခုံစင်းဘူးလားဗျာသူတို့ကြားတာအညီနဲ့သူလိုက်မခုံစင်းဘူးလားသူတို့ကခုံမစင်းဘူးဗျာသူတို့ကကျတော့ ကျွန်တော်လိုရဲဘော်တွေမဟုတ်တဲ့အတွက်သူတို့ကကျွန်တော်ဟိုလိုကြီးကျွန်တော်တို့လိုဘယ်လိုပြောရမလဲကိုရမစွန်စားရဲဘူးပေါ့အော်ငားရဲကြဘူးအော်အဲ့တော့ညင်းနေနဲ့အဲ့ဒီမှာကြုံတွေ့ခဲ့ရတာတန်တာအဲ့တော့ဟိုအောက်ကနေအခုကယ်လာပြီပေါ့ဗျာဒိုးတွေလွတ်မြောက်လာပြီထားလိုက်အဲ့တော့ညင်းနေနဲ့ဒီတော်လန်ရေးပေါ်မှာဘလို့နေတယ်စိတ်နာလားဒါမှမဟုတ်တော်လန်ဆက်လုပ်ခြင်းစိတ်ရှိသေးလား ညင်းညင်းနေနဲ့အခုလက်ရှိကြုံတွေ့ရတဲ့အခုအခုလိုခက်ခဲပင်ပန်းတဲ့အချက်တဲတွေပေါ့နော်ဒီအချက်တဲတွေအားလုံးကိုရင်ဆိုင်လာတာအတက်အတက်မတည်ဘဲနဲ့အခုထိရှင်နေဆိုတာကညင်းနေအင်မတန်ကံကောင်းဝါးကြီးလို့ပေါ့နော်အဲ့တော့ဒီတော်လန်ရင်အပေါ်မှာညင်းရဲ့ခံယူချက်ခံစားချက်ပေါ့နော်အဲဆက်လှုပ်ရှင်စိတ်ရှိသေးလားဘလို့ဆက်သွားဖို့စိတ်ကူးထားလဲရှိပါရဲ့ကျွန်တော်အနေနဲ့ကတော့နောက်ကိုမဆုံးပါဘူးနောက်ကိုမဆုံးပါဘူးဒါပေမဲ့ဘလို့ပြောအောင်လို့ဒီကောင်းလေးနေဒီကောင်းလေး အရင်တော့တော့တော်လိုင်းကြီးလှုပ်တယ်ပေါ့ဗျာလှုပ်ပြီးတော့ကျွန်တော်အခုအဖမ်းခံလိုက်ရတယ်အဖမ်းခံလိုက်ရတဲ့အချိန်မှာသူတို့ကရဲရဲစက်စက်ရိုက်တယ်ရဲရဲစက်စက်နဲ့တယ်အားရတွေဟိုသူတို့သိကျင်တာကိုမေးတယ်ဟိုသူတို့သိကျင်တဲ့အရာမရမချင်းကျွန်တော်ဘုဇုတ်တက်ရိုက်နားပြတာဟိုဟိုပေယုံမဲ့ကြံတော့တာသူကလောကကိုအကျိုးကြီးဆွဲနေဘာမှကိုမသိရောအဲ့အချိန်ကျမှသူတို့စေထိုးပေးတယ်စေထိုးပေးရဲ့စေထိုးပေးပြီးတော့ တော်နည်းနည်းသက်သာလာတဲ့အချိန်ပေါ့နှစ်ရက်ပေါ့အနာပြေးလိုက်တာအနာပြေးတယ်ပြေးဆေးထိုးရင်းနဲ့အနာပြေးလိုက်ရနှစ်ရက်အနာပြေးပြီးတော့မှညနေရောက်တော့တန်းရိုက်တယ်အဲလိုမျိုးရေရဆက်ဆက်သူတို့နှိမ့်ဆက်တဲ့အတွက်စာကျွန်တော်အနေနဲ့ပူနာကြီးသွားတယ်အရင်ကပူပြီးတော့မှစိတ်ဓာတ်မကြပဲနဲ့စိတ်ဓာတ်ပူပြင်းထန်လာတယ်ဗျ အဲ့တော့ညီတော်လိုင်းရုပ်စတင်ပါဝင်ခဲ့တာရောသူအခုလက်ရှိဆိုရင်ဒီစစ်တပ်ကိုထောက်ခံတဲ့ဒူတွေမြောက်ပေးနေတာရှိတယ်အာကလေးတွေကိုမြောက်ပေးလို့အကိုတို့ကလူမျိုးတွေပေါ့နော်ဒီပကနေကိုတို့ထောက်ဖို့လုပ်တယ်အကိုတို့တွေမြောက်ပေးလို့ကလေးတွေကတိုက်နေရပါတယ်ဗါတယ်ဆိုတော့စကားတွေကိုသူတို့တွေအမြဲပြောနေတာညီတို့လည်းကြားမှာပါအဲ့တော့ညီတော်လိုင်းရဲတဲ့ကိုစတင်ပါဝင်လာတာတဦးတယောက်ကတိုက်တွန်းမှုလို့ကြောက်လားညီရဲ့ခံယူချက်ဆုံးဖြတ်ချက်နဲ့ပါဝင်လာတာအဲ့ဒါလေးကိုပြောပြပါလားအဓိကတော့ကျွန်တော်အနေနဲ့ခံယူချက်ပေါ့ ျွန်တော်ခံယူချက်ပေါ့ဒီဌာနတွေကြပြီးသူကနေကကျွန်တော်အနေနဲ့ကဝင်ပါခဲ့တယ်ဝင်လုပ်ခဲ့တယ်ဗျမင်းလုပ်ခဲ့တယ်ပြီးတော့ဒီဇနားကြီးပြတော့ပိုဆိုးလာရယ်ပိုဆိုးလာရယ်ဟိုအတက်ကံပြစ်ကံအရာတွေဖြစ်လာရယ်အဲဖြစ်လာတဲ့အချိန်မှာဘလို့မှအဆင်မပြေတော့ဘူးငါအနေနဲ့ဒီတော်လိုင်းကိုကြောက်အောင်လုပ်မယ်ပြန်ယူမယ်ဒီမိုကရေစီကိုအဲ့ဒီခံစားချက်နဲ့ပဲကျွန်တော်ဒီထဲကိုဝင်လိုက်တာပေါ့ လေးစားပါတယ်ညီလေးအဘိုးတကယ်ကိုလေးစားရင်ကိုကြက်သိန်းအောင်ထားတယ်ဘာဖြစ်လို့ဆိုတော့အခုညီကြုံတွေ့ရတဲ့အရာတွေအားလုံးဟာညီမညီရဲ့အပြစ်တစ်ခုမှရှိတာမဟုတ်ဘူးလူတတ်တာသူများတော့သွားတတ်တာလည်းမဟုတ်ဘူးသူများသားများမရင်းချင်တာလည်းမဟုတ်ဘူးသူများပစ္စည်းခိုးတာလည်းမဟုတ်ဘူးဒီတိုင်းဒီအတွက်ညီပြုတ်ပြင်ပြောင်းလဲစေခြင်းနဲ့စိတ်နဲ့ညီတို့ဟာကောင်းကောင်းမွန်မွန်ဆန္ဒပြခဲ့တယ်ကောင်းကောင်းမွန်မွန်ဆန္ဒပြတာကိုလက်နက်ကင်ပြီးဖြိုခွင်းတဲ့အကြောင်းညီတို့ကအခုလိုမျိုးဘဝကိုလက်နက်ကင်တဲ့ဘဝကိုရောက်လာတာညီတို့တန်းပြီးလက်နက်ကင်တာမဟုတ်ပါဘူးဟုတ်တယ်မလား ညီတို့အရင်ကောင်းကောင်းမွန်မွန်ဆန္ဒပြခဲ့တယ်ဆန္ဒပြတာကိုညီတို့အဲ့ဒီဘက်မှာညီတို့ဘက်မှာရောအကျမ်းပတ်ဖြိုခွင်းလားဆန္ဒပြတဲ့အချိန်တွေတုန်းကဟုတ်ဖြိုခွင်းတယ်ဗျဟုတ်တယ်နော်ဆန္ဒပြဖြိုကောင်းကောင်းမွန်မွန်ကိုယ့်ဘက်ကစီးနဲ့ကန်းနဲ့ဆန္ဒပြတာကိုအကျမ်းပတ်ဖြိုခွင်းလို့ဒီလက်နက်ကင်လမ်းစဉ်ဘဝကိုညီရောက်လာခဲ့ရတာအဲ့တော့ညီနေနဲ့ဒီလိုဘဝမျိုးကိုလှုပ်ချင်လို့ရောက်တာလားအကယ်၍ငင်းငင်းချမ်းချမ်းနဲ့ဒီတိုင်းပြည်အပြောင်းလဲဖြစ်သွားမယ်ဆိုရင်လက်ခံတယ် ဟုတ်တယ်ဗောနော်အခုလောဆုံးဘွားတွေပေးဆက်ပြီးတော့ရင်းနှီးရတာဘယ်သူကလောက်ချင်မလဲဟုတ်တယ်မလားဟုတ်တယ်ဗျာโอเคအခုအဲ့ဒါဆိုအကိုဒါညီကြုံတွေ့ခဲ့ရတဲ့ဟာလည်းပြည်သူကိုတိတိတလောက်ခလို့ချပြလို့ရပြီအဲ့ဒါဆိုတော့ညီအနေနဲ့ဒီလောက်ဘဝကြီးကြာဟိုပြောမယ်ဆိုလို့ရှိရင်ညီရဲ့ဒါတောင်းတောင်းတွေးပြက်မဲ့လူဆိုလို့ရှိရင်လုံးဝယူဝနိုင်တဲ့အနေထားတွေရှိပါတယ်ညီအခုကြုံတွေ့ရတဲ့အရာဒါညီပါဇက်လေးနဲ့ပြောပြွားလို့လားဒီလောက်လွယ်ကူပေမဲ့တကယ်ခံစားရတဲ့ဒုအနေနဲ့ရာ တဏှာကြီးပဲခံစားကြည့်ပါစစ်ကြောရေးမှာဘယ်လောက်ထိခံစားမှသာသာညီစုအတီဆုံးဖြစ်မယ်အဲ့တော့အဲ့လိုအခက်အခဲကြီးကိုကြော်လွှားလာပြီးတော့အခုတော်လိုင်းကြီးကိုတို့အာချိုးမှန်တက်နဲ့ဆက်လုပ်မယ်ရည်ရထားတယ်ဆိုတော့ဟာညီအနေနဲ့တော်လိုင်းကြီးဆက်လုပ်ဖို့အတွက်ဘာတွေလိုအပ်တယ်ဒါကိုလည်းပြည်သူကိုအခုတို့ချပြတဲ့ငါတို့တော်လိုင်းကြီးလုပ်တယ်ဆိုတာပြည်သူအနေနဲ့လက်ကုပ်တီးပြီးအားပေးနေလို့မရသလိုအရှိမလုံနေတဲ့ညီတို့အတွက်ကလည်းငါတော်လိုင်းကြီးလုပ်မယ်ကွာဆိုပြီးတော့ဒုံးနဲ့တက်ရိုက်လို့ရတာမဟုတ်ဘူးဟုတ်တယ်မလား ဲ့တော့ညီနေတဲ့ဒီတော်နိုင်လို့ဖို့အတွက်ဘာတွေလိုအပ်တယ်ဘာတွေကူညီလိုအပ်တယ်ဒါကိုလည်းပြည်သူကိုသိအောင်လို့ညီတစ်ချက်ပြောပေးဟုတ်ကျွန်တော်လိုအပ်တာတော့ကျွန်တော်အနေနဲ့ရောကျွန်တော်အဖွဲ့အစည်းအတွက်ပါပေါ့အဓိကလိုအပ်တာ အပေးပင်းလိုဟာမျိုးပေါ့နော်အသီးတွေပါကြီးလည်းလိုအပ်တယ်ဗျအသီးဆိုလို့ရှိရင်လည်းဟိုအနည်းဆုံးတော့၅၅လုံးတော့လိုတယ်ဗျဟို machine တွေပါကြီးပေါ်ဆောင်ဖို့အတွက်ကြတော့ပိုအဆင်ပြေတာပေါ့ အသေးတလုံးရဲ့တန်ဖိုးကလည်းအခုချိန်မှာဆိုလို့ရှိရင်20လောက်ရှိပြီဗျအလိုမျိုးပြောနေဆက်လက်ဟိုငချင်းမီဆက်လက်ပို့အဲအဲ့လက်နဲ့တည်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်အဆင်ပြေတယ်ကျွန်တော်အနေနဲ့ကကျွန်တော်တို့အနေနဲ့ကအစက်ကပြောတဲ့သူမဟုတ်တဲ့အတွက်ကျွန်တော်လက်တွေ့လုပ်ပြသွားမှာပါအခုငချင်းမီဆိုတာလည်းတော့900လောက်ရှိရဲ့ဗျငချင်းမီတက်လက်ကိုဒါချီမပါသေးဘူး ညီတို့အဲတက်ရင်မှာအခု campaign လေးလုပ်နေတယ်ကြားရတယ်အဲ့ဒါဟုတ်လားမဟုတ်လားအဲ့တော့ညီတို့တိုင်ရင်ဘာကံပိုင်းမှမလုပ်ဘူးလားမလုပ်ပါဘူးပေါ့လုံးမဲ့စီစဉ်ရောရှိလားရှိပါတယ်ပေါ့ဟုတ်အဲ့တော့အဲ့တော့လုံးမဲ့စီစဉ်ရှိလို့ရှိရင်ဖြစ်နိုင်မယ်ဆိုရင်တိုင်ဝန်တာဝန်ရှိသူတို့ပြောလိုက်ပါဒီလိုဟိုညီအနေနဲ့လက်လက်ဆက်ဆက်ဘူးလို့တွေတုံ့တွေ့လာတဲ့အချိန်မှာရှင်းပြပြည်သူအနေနဲ့ ိုညီအာယုံဆိုင်နေတဲ့အချိန်မှာဒီကမ်ပိန်းလေးကိုလှုပ်စေခြင်းနဲ့အခုလိုမျိုးပဲလှုပ်ခိုင်းစေခြင်းနဲ့ပြည်သူတွေလည်းရှိလိမ့်မယ်။ဘာဖြစ်လို့ညီတို့လိုမျိုးဒီလိုစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့တကယ်လှုပ်နေတဲ့အဖွဲ့တွေအများကြီးရှိတယ်။အဲ့ဒီအများကြီးတဲ့မှာဒါညီတို့အဖွဲ့လည်းတစ်ဖွဲ့ပေါ့နော်။အဲ့တော့ညီတို့အဖွဲ့ကိုလည်းပြည်သူတွေနဲ့နဲ့ဝင်းရံနိုင်အောင်ဒါအခုအနေနဲ့ကမ်ပိန်းလေးပြင်ဖြစ်တစ်ခုခုပြောနော်။ညီတို့တတ်မှတ်ထားတဲ့တက်ကတ်လေးတစ်ခုခုနဲ့လှုပ်စေခြင်းနဲ့ဒါအောင်လဲအကိုတို့ပြည်သူတွေအနေနဲ့နိုင်တဲ့နေရာကဝင်းရံပေးမယ်နော်။ ဆက်ပြီးတော့အဲ့တော့အခုနောက်ဆုံးအနေနဲ့မေးချင်တာပေါ့နော်အခုဒါအခုဒါအခုလုံးနှစ်ယောက်ပြောထားတဲ့ဗီဒီယိုဖိုင်လေးရဲ့နောက်ဆုံးအပိတ်အနေနဲ့ပေါ့ညီအနေနဲ့ပြည်သူတွေကိုဗာများအဲပြောချင်တယ်ညီချင်တဲ့ရှိတာကိုပြောပါပြည်သူနေပြည်သူရဲ့အတွက်ကိုကျွန်တော်ကိုပြန်ရောက်လာပြီကျွန်တော်အနေနဲ့ကျွန်တော်ပြန်တိုင်းမှာကျွန်တော်ကတော့ဇက်ကလည်းမပြောအစိတ်မပြောတတ်ဘူးကြာကျွန်တော်ကလက်တွေ့သမားမလို့လက်တွေ့ပဲ ဟိုလောက်ပြတဲ့ဒါဆိုတော့ကျွန်တော်လိုအပ်တဲ့ပစ္စည်းကိုတော့နောက်နောက်ကနေပြီးတော့မှထောက်ပံ့ပေးပါကျွန်တော်အနေနဲ့ရှေ့ရနေပြီးတော့တပ်ပေးပုံမှာရအောင်ခွေးတို့တိုက်သွားမှာပါခွေးတွေတင်မဟုတ်ဘူးဒီကျွန်တော်လိုချင်တဲ့အရာကိုရပြီဆိုတာနဲ့ကျွန်တော်စစ်ကြောအစစစ်ကြောမှာထိုးပြီးတော့မှဖြတ်ပြပါအဲလောက်ထိကျွန်တော်ဘက်ကအားမခံနိုင်ပါတယ်လေးစားပါတယ်ညီလေးဟုတ်အဲလိုလဲဆိုတော့ကျွန်တော်အနေနဲ့ကလည်းတနေ့ဖွဲတီတီထောင်ထဲမှာခံစားလာရတဲ့ခံစားချက်တွေပေါ့ 俺讲不喽，俺看人家的讲，今朝是一个保养嘛，今天拿来保养。哦，过会儿十年嘞，他看到里面就这个样了哦，皮肤是路线，今朝的有严重严重点嘞，今朝超过腰了嘞，超过腰了嘞，钱嘛，过会儿十年嘞，变为了别的东西嘛，样样样啊。你你变样了，今朝过会儿十点，变了个这样了。哦。 ီကာလတွေမှာညီတောင်တောင်စိတ်သက်တာမခိုင်မာတဲ့လူဆိုလို့ရှိရင်ပြိုလဲဝါနိုင်တယ်နော်လေးစားပါနဲ့လေးစားပါနဲ့ညီနော်တီတူတရလုံးကိုစားအခုလေးပြုတ်ပါတယ်တကယ်တကယ်တကယ်အကောင့်ပြတာအခုစတိန်ထားဒါမှယောက်ျားပဲညီအဲ့ဒါအဖွဲပေါ်ကိုလည်းဒါနောက်ထပ်တိုင်းတပ်ဖွဲ့တွေမှာရှိတဲ့ကိုတို့ရဲဘော်ရဲဘက်တွေအားလုံးပေါ့နော်ဒီပြည်သူရဲ့အရှင်းကနေရက်တိနေတဲ့ကိုတို့ဟာကိုတို့စတဲ့စစ်ပွဲမဟုတ်ဘူးတာ အကိုတို့ကိုယ့်ရဲ့အခွင့်အရေးကိုကိုယ်တိုင်ခုခံတာအခုညီဆိုရင်ညီရဲ့အခွင့်အရေးကိုညီခုခံမနိုင်လို့သူတို့ရဲ့မတရားပြုကျင့်တာကိုခံခဲ့ရတယ်အဲ့လိုပဲအကိုတို့တွေလက်နက်ကင်ပြီးတိုက်နေတဲ့လူတွေအားလုံးဟာလေကိုယ့်ရဲ့အခွင့်အရေးကိုလူတယောက်ရဲ့အခွင့်အရေးကိုဒလုံးရဲရဲဆက်ဆက်ပြုကျင့်နေတဲ့ဒီအတန်းတကောင်တွေရဲ့လက်ကန်တွေကာဝယ်ဖို့တို့တို့ခုခံဖို့တို့ကလက်နက်ကင်ရတယ်တို့လက်နက်ကင်ရင်းလို့ကင်တာမဟုတ်ဘူးအဲ့ဒီအတွက်အခြားသောတိုင်ရင်တပ်ဖွဲ့မှရှိတဲ့ရဲဘော်တွေအနေနဲ့လည်းဒါညီကိုအတူယူလေးစားထိုက်ပါတယ်ဘာဖြစ်လို့လဲ ရဲ့ကိုတယောက်ကိုမိဝါလိုက်တာနဲ့ဘလောက်ပဲတစ်ဖက်ကလူမဆန်အောင်ရက်ဆက်ရုံမှစစ်ဆေးပါစေကိုတိုင်ရင်တပ်ဖွဲ့ကိုရဲဘော်တွေအတွေ့ဘာတစ်ခုမှတစ္ဆာမဖောက်ဘဲနဲ့ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ဒါဟာရဲဘော်တိုင်းထားရမယ်တံပတိစိတ်ဓာတ်ပဲအဲ့ဒီစိတ်ဓာတ်ကိုထားခဲ့တဲ့အတွက်ညို့ကိုလေးပြူတာပါเนาะနောက်ထပ်တိုင်ရင်မှာရှိတဲ့ရဲဘော်ရဲဘက်တွေအားလုံးနဲ့အကိုတို့ကဒီအလုတ်လုတ်နေတာဖြစ်တဲ့အတွက်ဒီနှကန်းနဲ့တော့နီးမှာပဲ အဲ့တော့အားလုံးတတိထားနိုင်ဖို့လိုလားဘောဟုတ်တယ်မလားဒါညီလေးကစံပြနမူနာကောက်တွေ့ရဲကောင်းပါပဲကိုတို့အတွက်ကတော့ဟုတ်ကဲ့ပါဟုတ်ကဲ့လေးစားပါနဲ့နောက်နောက်ပိုင်းနောက်ပိုင်းနေလေလိုအပ်တဲ့အကူအညီတစုံတရာရှိရင်ပြောပါပြောရမယ့်တောင်းဝင်ကညီတို့တောင်းဝင်နော်ညီတို့ကအရှင်းမှာအတက်ကိုဗနာနာမထားပဲတိုက်နေတာဖြစ်တဲ့အတွက်လိုအပ်တဲ့ထောက်ပံ့မှုကူညီမှုကိုလုံနိုင်တာမလုံနိုင်တာဒါအကိုတို့ပြည်သူတွေရဲ့တောင်းဝင်ညီတို့ကအကိုရဲ့ဘာလို့လဲအမရဲ့ဘာလို့လဲလူတိုင်းကိုပြောပိုင်ခွင့်ရှိတယ် ညီလိုအပ်ချက်ဒါညီရဲ့ကိုကျိုးစည်းဝါအတွက်လိုအပ်ချက်မဟုတ်ဘူးဒီအများအတွက်လိုအပ်ချက်ဖြစ်တဲ့အတွက်ညီတို့မှာပြောပိုင်ခွင့်ရှိတယ်ကုညီပေးနိုင်တာမကုညီပေးနိုင်တာအကိုတို့ကတောင်းတယ်မကုညီပေးနိုင်ရင်ကိုတို့ပြည်သူတွေတောင်းဝင်မကြေဘူးပေါ့ကွာဟုတ်တယ်မလားကိုကအဲ့လိုပဲခံယူထားတယ်အကိုအကိုလည်းပြည်သူတွေကပြည်သူတွေကမဟုတ်တယ်လေအခုကိုတို့တောင်းဝင်မကြေသေးဘူးဘာဖြစ်လို့လဲရှေ့တန်းမှာညီတို့လိုအတက်ဆုံပြီးတိုက်နေတဲ့ရဲဘော်တွေအများကြီးရှိတယ်အဲ့ဒီလူနဲ့ပြည်သူအချိုးနဲ့တွက်လိုက်မယ်ဆိုရင်အကိုတို့ပြည်သူကအင်အားအများကြီးပါပဲဒါပေမဲ့အဲ့ဒီ အသက်စတဲ့ပြီးတိုက်နေတဲ့ဒူတွေရဲ့လိုအပ်ချက်အကိုတို့မထောက်ပံ့နိုင်ဘူးဟုတ်တယ်နော်ဒါညီတို့ဆိုအတီဆုံးညီတို့တိုင်ရင်ပြည့်စုံတာမပြည့်စုံပါဘူးဒုက္ခတွေတည်းသူတို့ပဲသွားရတယ်ဟုတ်တယ်မလားဟုတ်တယ်ဗျာအဲ့တော့ညီလေးပြောတာလေအခုညီလေးအကုန်းကြီးရဲ့အတီဆိုလို့ရှင်လဲ15လုံးတော့ထပ်ပေါ့နော်အနည်းဆုံးတော့15လုံးလောက်ရှိရမယ်ငချင်းမီတက်လက်ရဲ့ကျွန်တော်အဲ့ဒါလိုပါရဲ့ တို့အရင်တော့လက်တွေ့လေဒီရရပြီဆိုတာနဲ့ကျွန်တော်လက်တွေ့လုတ်ပြမှာပါလက်တွေ့အပေါင်းထဲပေါ်ပြမှာပါကျွန်တော်အနေနဲ့စစ်ကြောင်းကိုလည်းဖျက်ခြင်းတဲ့အတွက်စစ်ကြောင်းထိုးလာခဲ့ရင်လည်းစစ်ကြောင်းကိုဖျက်ခြင်းတဲ့နောက်ပြီးကဒီလက်နက်တွေရတဲ့အတွက်စာစစ်ကြောင်းလာခဲ့တယ်ဆိုရင်တော့မှကိုယ်ရှိရနေပြီးတော့မှဖုခံပြီးတော့ပြည်သူကကွဲပြီးတော့မှလုတ်ပြနိုင်တယ်ဗျအဲ့ဘောဒါတွေမရှိရင်တို့စစ်ကြောင်းလာတာနဲ့ကိုယ်ကပြည်သူရှိရဘာမှကာကွယ်မပေးနိုင်ဘူးဗောဒီဟာတွေရှိတဲ့အတွက်ပြည်သူကိုဘေးလို့ရကိုယ်ကကာထားလို့ရတာဗောဟုတ်တယ်ဗျ ဟိုဖြတ်တော့ဖြတ်ပြလို့ရတယ်ဗျာစစ်ကြောင်းအဲ့လောက်ထိကိုကျွန်တော်အနေနဲ့စဉ်းစားထားပြီးအစင်းလဲစဉ်းစားထားရဲလှုပ်ဖို့အတွက်လည်းရှိနေတယ်အော်လေးစားပါနဲ့ညီကဲကိုတို့ပြောတာနိုင်ဝဲလောက်ဖြစ်ပြီဆိုတော့နောက်ဆုံးအပိတ်အနေနဲ့ပြည်သူကိုနှုတ်ဆက်စကားလေးပြောပေးပါအောင်။ဟုတ်ပြည်သူတွေအားလုံးကျမကြီးကူဆိုင်ကြပါလို့ပြည်သူတွေရဲ့အရှိမကျွန်တော်တို့အနေနဲ့ကာကွယ်ပေးထားပါရဲ့။တန်းနိုင်စုံနဲ့ကာကွယ်ပါပါလို့ ဟုတ်ကဲ့ပါပြည်သူအားလုံးကိုစားအကိုလည်းညီလေးကိုကျေးဇူးတင်ပါတယ်ဘေးပြာဝေးကွာပြီးကျမ်းမာစွာနဲ့နိုင်ငံတော်ကိုဆက်လက်ထမ်းဖို့နိုင်ပါစေလို့အကိုလည်းဆုမကောင်းတောင်းပေးပါတယ်ညီဟုတ်ကဲ့အာစစ်ကြောင်ကိုလည်းမပေးရအောင်လားစစ်ကြောင်ရှိနေတယ်မဟုတ်တဖန်ခတ်လုံးမယ်လေ